ြစ်တနာရီနောက်ပိုင်းကိုရီးယားကိုပထမဆုံးပြန်လာတဲ့မင်းသားဂျီဆူ တောင်ကိုရီးယားမှာကောလာဟာလာပြည်ထနာတွေဖြစ်ပြီးကြတဲ့ကအမှုပညာလှုပ်ရှားမှုတွေရည်နာခဲ့ရတဲ့မင်းသားချီဆူဟာပထမဆုံးချိန်နိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။2021မှာဂင်ချီဆူဟာကြောင်းတွင်းအနိုင်ကျင့်မှု၊လိမ်မိုင်းဆိုင်ရာစော်ကားမှု၊ရိုင်းနှက်မှုစတာတွေနဲ့ဆွဆွဲခံခဲ့ရပါတယ်။အဲဒီနောက်အေဂျင်စီဘက်ကမင်းသားနဲ့စာချုပ်ဖြတ်သိမ်းလိုက်ပါတယ်။ချီဆူပါဝင်ထားတဲ့ drama Where the River Moon Rises ကလည်းမင်းသားပြောင်းလဲလိုက်ပြီးနောက်မှာချီဆူလည်းစစ်မှုထမ်းမှုကိုဆုံးဖြတ်လိုက်ပါတယ်။2023မှာတော့ချီဆူဟာစစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပြီးတဲ့နောက် သူ့ရဲ့အရင်ကဖြစ်ရက်တွေအတွက်တောင်းပန်ခဲ့သလိုကာယကံရှင်ကခွင့်လွှတ်ပေးကြောင်းလည်းပြောလာခဲ့ပါဗျ။မင်းသားဂျီဆူကတရုတ်ဆောင်အလုပ်ကိုပြန်လည်စတင်ခြင်းကြောင့်တဲလွန်စပေးလာပြီးတဲ့နောက်ဖိလစ်ပိုင်ကဒရမာတကားမှပါဝင်ခဲ့ပါဗျ။တိတ်မကြခင်မှာဂျီဆူကဖိလစ်ပိုင်အေဂျင်စီတစ်ခုနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးအမှုပညာလုပ်ငန်းတွေကိုအသစ်ပြန်လည်စတင်ခဲ့ပါဗျ။ဒါပေမဲ့တောင်ကိုရီးယားကိုတော့ပြန်မလာတော့ပဲဂျီဆူးကအမိမြေရဲ့အဝေးမှာတရုတ်ဆောင်တယောက်ဖြစ်ရက်တည်နေခဲ့တာအခုအချိန်ထိပါပဲ။ဧပြီ22မှာတော့ဂျီဆူးက TikTok မှာဗီဒီယိုတစ်ပုတ်တင်ခဲ့ပါဗျ။ ဗီဒီယိုထဲမှာဂျီဆူးကဟန်မြစ်ကဲမှာလမ်းလျှောက်နေပြီးကင်မရာကင်ထားတဲ့တစုံတစ်ယောက်ကိုအင်္ဂလိပ်လိုစကားပြောနေပါဗျ။ဒီဗီဒီယိုလေးကပရိသတ်တွေကြားမှာပြန့်နှံ့သွားပြီးပရိသတ်တွေကဂျီဆူးကိုစောင့်မျှော်နေကြကြောင်းအပိစကားတွေပြောခဲ့ကြပါဗျ။ဒါအပြင်အတော်များများကလည်းတောင်ကိုရီးယားအမှုပညာလောကကိုဂျီဆူးပြန်လည်ဝင်ရောက်လာမလားဆိုတာသိချင်လာကြပါဗျ။ကြည့်ရှုပေးခဲ့တာဂျီဆူးတမားရှင်။